အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ဒါ29ရက်6လ2025ကျွန်တော်ဒီနေ့ညပါတော့ကျွန်တော်7ဒီနေ့နေ့ရက်ဒါလက်ချက်ပွဲစဉ်တနင်္လာနေ့ရက်ဒါပွဲစဉ်ဒီနေ့ညပါတော့ဒါကျွန်တော်တို့7ဒီနေ့နေ့ပွားပွဲစဉ်တွေတော်တော်များများကံပြီးွားပြီဖြစ်တယ်ဒါကြောင့်မို့လို့ဒီနေ့ညတနင်္လာနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့7ဒီနေ့ရက်ဒါလက်ချက်ပွဲစဉ်လေးတော့ရှိမဲ့ဗျာနော်လက်ချက်ပွဲစဉ်လေးဒါ၄၅ပွဲလောက်တော့ရှိမယ်၄၅ပွဲတည်းရမှာကျွန်တော်ဒါစိတ်ကြိုက် နှစ်ပွဲလောက်ကိုရွေးချယ်ပြီးသွားအောင်မှာဖြစ်ပါတဲ့မနေ့ကညတော့ဒါအောက်ဆုံးကြမယ်ထင်ပါတယ်ကျွန်တော်ရွေးချယ်မှုမှာတော့လေးကြောင်းရွေးချယ်ပြီးခဲ့တဲ့ထင်ပါနှစ်ကြောင်းအောင်နှစ်ကြောင်းရှုံးပုံပြနော်အဲဒီနေ့ညမှာကျွန်တော်ဒါရွေးချယ်ပြီးလာတာတော့နှစ်ကြောင်းလောက်ရှိမယ်ပြနော်နှစ်ကြောင်းအဲနှစ်ပွဲသုံးကြောင်းလောက်ဖြစ်ဖြစ်သွားမယ်နော် အဲကြောင့်မို့လို့ဒါကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုချိန်တက်တတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel နဲ့တော်တော် channel လေးကို like and subscribe လေးလုပ်ပေးသွားပါဦးဒါနော်အ YouTube channel တက်လေးရတာ subscribe ပါထောင်လေးပြည့်အောင်အာဘလုံးချစ်ဝါသနာရှင်ဒီကိုများဒါဝိုင်းဝန်းပြီးတော့ဒါကျွန်တော်ကို support လေးပေးလို့ရပါတယ်နော်ဒီနေ့ညမှာကျွန်တော်အင်္ဂလိပ်ပရီးမီးယားလိမှာဆိုရင်လက်ကျပွဲစဉ် Everton နဲ့ Wolverhampton ပွဲစဉ်ရှိမယ် Italy Serie မှာဆိုရင်ပါမားနဲ့တိုရီနိုရှိမယ် Genoa နဲ့ Lazio ရှိမယ် စပိတ်လာလီကာမှာဆိုတော့ဘလင်စီယာရဲ့ OBJ တို့ရဲ့တော့ရှိမှန်ပြเนาะဒီပွဲစဉ်လေးတွေရှိမယ်အဒီနေ့ညကျွန်တော်နှစ်ပွဲသုံးကြောင်းလောက်ရွေးချယ်ပေးထားပါတယ်เนาะအဲကျွန်တော်ရွေးချယ်ရမယ့်ပွဲစဉ်လေးအဲစလိုက်ကြအောင်ဒီနေ့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလစ်ထဲမှာအဲ Everton နဲ့ Wrexham ပေါ့เนาะ Everton နဲ့ Wrexham မှာတော့ဒီနေ့ညမှာ Everton နဲ့ပြီးတော့ Wrexham ကိုကြေးဖွင့်လစ်ထားတယ်ဘောကြီးမှာတော့1.50ဂိုးပေါင်းကြေးလေးမှာတော့ နှလုံးရှုံးဆိုတဲ့ဂျင်းမျိုးလေးဖွင့်လှစ်ထားတယ်ဗျ။เนาะဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းကောင်းလေးရွေးထုတ်လဲပေးသွားမယ်။နှစ်ကြောင်းလောက်ကျွန်တော်ရွေးထုတ်ထားရပေါ့ဗျာเนาะ။ဒါပေမဲ့ကျွန်တော်အဲကျွန်တော်ဒါဒီပွဲစဉ်ကိုကျွန်တော်နှစ်ကြောင်းရွေးထုတ်ထားတယ်။တစ်ကြောင်းကတော့ပပရံပေါ့ဗျာเนาะ။တစ်ကြောင်းကတော့တင်စောမဲ့ကြောင်းလေးရွေးထုတ်ထားပေးပါတယ်။ဒီနေ့ညမှာတော့ဒါကျွန်တော်တို့ Everton နေနဲ့ဒါဝါဟန်းကို150ဖွင့်လှစ်ထားတယ်เนาะ။ လက်ရှိဒါအေဗာဒန်ရဲ့ခြေစက်ကိုကျွန်တော်တို့ဒါသွားပြန်ကြည့်ရမယ်ဆိုရင်အင်္ဂလန်ပြင်းပြလေးမှာတော့၅ပွဲကန်ထားတယ်၂ပွဲ၂ပွဲနိုင်၃ပွဲတည်ရင်၂ပွဲရှုံးဆိုတော့ရမှတ်8မှတ်နဲ့လက်ရှိအဆင့်ဆက်နေနေမှာရက်တည်ပြီးတော့ဝဟန်းကတော့၅ပွဲကန်ထားတဲ့နောက်မှာ၃ပွဲပဲနိုင်ထားပြီးတော့၄ပွဲတော့ရှုံးထားတယ်ဗျနော်ရမှတ်၃မှတ်ပဲရှိသေးတယ်ဝဟန်းကတော့ဟောပြောပြကြည့်မယ်ဆိုရင်အေဗာဒန်ရဲ့ဒါသူတို့ကန်ခဲ့တဲ့ဒါနောက်ဆုံးသူ့ရဲ့ပွဲစဉ်တွေ ဒါအင်္ဂလပ်ပရီးမီးယားလိငါးပွဲမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်လီဗာပူးကို2-1နဲ့ရှုံးတယ်။ဝူကိုဒါ2-0နဲ့ရှုံးထားခဲ့တယ်။နော်ဝူကိုဘရိုက်တန်ကိုတော့သူနိုင်ခဲ့တယ်။လီယို1-0နဲ့သူရှုံးတယ်။အက်စတိုမီလာကို1-1တေကန်အဲဇီဇီတေကန်ထားခဲ့တယ်။ဒါအက်ဘာတန်လက်ရှိခြေစမ်းပေါ့ဗျာနော်။ဝါဟာကိုကျွန်တော်တို့တွားပြကြည့်ရမယ်ဆိုရင်ဝက်ခါကချက်စီကို5-1 1-5နဲ့ရှုံးတယ်ကျွန်တော်တို့အခုကို3-2နဲ့ရှုံးတယ် နော်တန်ယန်ဖောရဲ့တသင်းနဲ့ကဇီသူရီနဲ့နိုင်ပြီးစပားကိုဇီသူရီနဲ့ရှုံတဲ့ခရစ်စတိုပက်လစ်ကို1-2နဲ့ရှုံထားခဲ့တယ်။ဒီလိုသွားပြန်ကြည့်မယ်ဆိုရင်ဝက်ခါရဲ့လက်ရှိခြေစမ်းဒီနှစ်2025-2026ရာသီရဲ့ခြေစမ်းကအဲနည်းနည်းလေးတော့ဒါပြောမယ်ဆိုရင်ရိုင်လဲနေတဲ့ပုံစံမျိုးတွေ့ရတယ်ဗျ။နော်ဝက်ခါကဒါပြောမယ်ဆိုရင်တော့လက်ရှိစစ်ကြမှာဆိုရင်လည်းအောက်ဆုံးစစ်မှာအင်္ဂလန်ပရီးမီးယားလိမ်မှာကျန်းတိုက်နေတဲ့အသင်းလို့တော့ပြောလို့ရတယ်။ ။ဒေါဘအဘတိုင်ဒီနေ့ကြမှာဝမ်ပေါင်း90ဝဟောင်းကိုကြေးဖွင့်လက်ထားတဲ့လျောက်ကျွန်တော်ကတော့ဒီနေ့ကြမှာအဘတိုင်ရဲ့ဘော်ရီကြီးကဖြစ်တဲ့ကြေးတကြီးလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်နော်။ဝမ်ပေါင်း90ကြီးကတော့ဖြစ်တဲ့ကြေးတကြီးလို့ထင်မြင်သုံးသပ်မိပါတယ်။ဘူပေါင်းကျင်းလေးမှာသွားပြန်ကြည့်ရမယ်ဆိုရင်ဘူပေါင်းကျင်းလေးမှာတော့နှလုံးရှုံးဆိုရဲကြေးမျိုးလေးဖွင့်လက်ထားတယ်ဗျနော်နှလုံးရှုံးဆိုရဲကြေးမျိုးလေးဖွင့်လက်ထားတယ်အဘတန်ကတော့ 2G1 2G နဲ့9ဘော်ဒီကြီးမှာအပြတ်စားရမယ်နော် ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်လေးမှာဆိုရင်ဒါသူတို့နှစ်သိန်းရဲ့ထိတ်တက်တွေ့ဆုံမှုဆိုရင်အားလုံးပေါင်းဆိုရင်တော့32ချိန်ရှိခဲ့တဲ့အနက်မှာတော့ Everton ကတော့16ချိန်တိုင်းတရေကြတာကတော့9ချိန်ဝဟန်းကတော့9ချိန်တိုင်းထားခဲ့တယ်လူရမျက်မျိုးလေးတွေ့ရတယ်ပြီးခဲ့တဲ့ရာသီ2025ရာသီမှာတော့ကျွန်တော်အင်္ဂလန်ပရီးမီးယားလေးမှာတော့မကျော်တွေ့ခဲ့တဲ့အထက်မှာတော့ နှစ်ကျော်လုံးမှာတသိမ့်မှနိုင်ပွဲရရှိထားတာမရှိဘူးဝဟိုင်းအင်ကွင်းမှာ CC Everton အင်ကွင်းမှာ World War လိုမျိုးအဲရလက်တီးတော့ထွက်ပေါ်ခဲ့တယ်ပေါ့ဗျာနော်ဒီနေ့ညမှာကျွန်တော်ကတော့သူတို့နှစ်သိမ့်ရဲ့ဒါထိတ်တိုက်တွေးဆိုမှုနောက်ပြီးတော့ပြီးခဲ့တဲ့နှစ်ကကန်ခဲ့တဲ့ရလက်လေးတွေပြန်ကြည့်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုရင် Everton ကတော့ဒါကျွန်တော်တို့2022ရဲ့နောက်ပိုင်းမှာအင်ကွင်းမှာဒါ1-0နဲ့ပဲဝဟန်းကိုနိုင်ပူးသေးတယ် ထောင်မတနေ့ညမှာ1ပေါင်း90ကြီးဖွင့်လဲတဲ့အတွက်ဒီနေ့ညမှာဘူကီနေနဲ့ဘယ်ဘက်မှာရှိမယ်ဆိုတာကျွန်တော်အများကြီးတွေးကြမလို့ပေါ့ဗျာနော်အဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ရွေးချယ်ပေးခြင်းတဲ့တချောင်းလေးပါတော့ဒီပွဲစဉ်ကိုကျွန်တော်အေဗာတန်ဘော်ကြီးလေးကိုကျွန်တော်ကြိုက်နေတတ်ပါတယ်နော်အေဗာတန်ဘော်ကြီးလေးကိုအကြိုက်တွင်လိုက်ဆိုးလိုက်ရပါတယ်နောက်ပြီးတော့ဒီပွဲစဉ်လေးကိုဘူပေါင်းကွာလေးဆက်လက်ပြီးရွေးချယ်ပေးသွားအောင်ပါဖြစ်တယ်ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ ဂူအောက်လေးကိုရန်စောစေခြင်းနဲ့ပြเนาะဂူအောက်လေးကိုရန်စောစေခြင်းနဲ့ဝဟန်းနေတဲ့အဝေးကွင်းမှာလက်ရှိတူကန်ခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်လက်ရှိဒီနေ့ရာသီမှာဝဟန်းနေတဲ့ဝေးကွင်းမှာဆိုရင်ဂူရလိုက်တဲ့ပုံစံမျိုးတော့ရှိတယ်ဒီနေ့ညမှာအဘာတန်ကိုဂူရဖို့တော့ခဲရမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ညမှာအဘာတန်ဘော်ကြီးဂူပေါက်အောက်ကိုကျွန်တော်ကြိုက်ပါတယ်။ဒါကြောင့်အဘာတန်ဘော်ကြီးဂူပေါက်အောက်ကိုကြက်လဲဆိုတော့ ဒီနေ့ညမှာဝါဟန်းကိုအေဗာတန်နေနဲ့1စီ2စီလောက်နဲ့ပဲကတ်နိုင်သွားမယ်လို့ကျွန်တော်ထင်ပြသုံးသပ်မိတဲ့အတွက်ဘော်ဒီဘောပေါင်းအောက်လေးကိုကျွန်တော်စိုက်နေတတ်ပါတယ်။ကဲနောက်ပွဲစဉ်တစ်ပွဲကိုကျွန်တော်ဆက်လက်သွားအောင်ပြန်เนาะ။နောက်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ကျွန်တော်တို့အီတလီစီးရီးယားရာပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတာမျိုးလေးရှိတယ်ပေါ့ဗျာเนาะ။အီတလီစီးရီးယားကိုဘယ်ပွဲစဉ်လေးလဲဆိုတော့ကျွန်တော်တို့အီတလီစီးရီးယားမှာတော့ ီတလီစီးရီးထဲမှာတော့ပွဲစဉ်တစ်ပွဲကတော့ဂျီဒိုအာနဲ့လာဇီယိုရဲ့ပွဲစဉ်လေးကိုကျွန်တော်စစ်ကြိုက်တစ်ကြောင်းလေးရွေးထုတ်ထားတာမျိုးလေးရှိပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့သွားပြက်ကြည့်ရမယ်ဆိုရင်လာဇီယိုနဲ့ဒါဂျီဒိုရဲ့ပွဲစဉ်မှာဘော်ရီဂျင်းမှာတော့အမ်ဘော်ရီဂျင်းမှာဆိုရင်တော့ဒါမြန်မာပေါ့ကျင်းနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်တော့လာဇီဝါကဒါပြားစိုးလေး level ကိုပြား20ရှုံးလောက်ဖွင့်လှစ်ထားပြီးတော့ internet တွေ time average ကြီးမှာတော့ data ဆိုရဲခြေလေးဖွင့်လှစ်ထားတယ် ဂူပေါင်းကျင်းလေးကိုတော့ပြန်ကြည့်မှဆိုရင်ဂူပေါင်းကျင်းလေးမှာနှလုံးသရေဒီကျင်းလေးကိုဖွင့်လှစ်ထားတယ်ပေါ့ဗျာနော်ဂူပေါင်းကျင်းလေးမှာနှလုံးသရေတွန်းတဲ့ရဲ့ထိတ်တိုက်တွတ်ဆုံမှုကိုတစ်ချက်တော့ပြန်ကြည့်ရမယ်32ချိန်တော့ရှိခဲ့တယ်32ချိန်နဲ့ဂျီနိုအာကတော့17ချိန်တိုင်းသေကြ4ချိန်လာစီဝါကတော့15ချိန်တော့နိုင်ထားခဲ့တဲ့ရာလပ်တွေကိုတွေ့ရတယ်ပြီးခဲ့တဲ့ကျွန်တော်တို့2023 2024ရာသီအ2024 2025ရာသီအကျော့မှာတော့ လာဇီဝဲအိမ်ခွဲမှာသူစည်းနဲ့နိုင်ပြီးတော့လာဇီဝဲအဝေးခွဲမှာ V2 နဲ့နိုင်ထားခဲ့တယ်ဒီလိုရလက်မျိုးလေးကိုတွေးခဲ့တယ်ဗျเนาะအဲဂျီနိုအာရဲ့လက်ရှိခြေတန်းရပြန်ကြည့်မယ်ဆိုရင်လည်းလက်ချီကိုဒါပြီးခဲ့တဲ့ဒါနောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာလက်ချီကိုစည်းစည်းကန်တယ်ဂျူမင်တက်ကို0-1နဲ့ရှုံးတယ်ကိုမိုကို1-1ကန်ပြီးတော့ဘူလောနာကို2-1နဲ့ရှုံးထားခဲ့ပြီးတော့ပြီးခဲ့တဲ့နောက်ဆုံးပွဲတွင်အမ်မိုလီကို3-1နဲ့နိုင်ထားခဲ့တယ်เนาะ နောက်ဆုံးပွဲစဉ်တပွဲပဲဒါနိုင်သားခဲ့တယ်ဒီပွဲစဉ်ရတာဒါသူတို့လေးရဲ့ပွဲစဉ်မဟုတ်ဘူးเนาะအဲ့တော့ကြောင့်မလို့ဒါဂျီနိုအာအနေနဲ့ဒါသူ့ရဲ့ဒီအမှတ်ပေးပွဲစဉ်မှာနိုင်ပွဲတွေရရှိထားတာမျိုးလည်းမရှိသေးဘူးတန်ပွဲဆုံး၅ပွဲ၄ပွဲကံပြီးွားပြီ၄ပွဲနဲ့နှစ်ပွဲတည်ရင်နှစ်ပွဲရှုံးဆိုတဲ့ရလတ်နဲ့ဒီလိုအားတော့နိုင်ပွဲရရှိထားတာမျိုးမရှိသေးဘူးเนาะလာဂျီကိုသွားပြက်ကြည့်မဲ့ဆိုရင်တော့လာဂျီကတော့သူ့ရဲ့ပြိုင်ပွဲဆုံး၅ပွဲ ောက်ဆုံးတက်ခဲ့တဲ့၅ပွဲမှာတော့ကိုမိုကိုဒါသူတို့ဒူးစီးနဲ့ရှုံးထားခဲ့တယ်ပြီးရင်ဗီယိုနာကို4စီးနဲ့နိုင်တယ်ဆဆူလိုလိုကို1စီးနဲ့ရှုံးပြီးတော့ရိုမာကိုတော့ဇီးဝက်နဲ့ရှုံးထားခဲ့တယ်နော်အဲဒီလိုမျိုးရလက်တွေပြန်ကြည့်မယ်ဆိုရင်ဒါစီကတော့ဒီတိုင်ပွဲဆုံးသူ့ရဲ့ဒါအမှတ်ပွဲအီတလီစီးရဲ့၄ပွဲကန်ထားတဲ့အနက်မှာတပွဲနိုင်ပြီးတော့၃ပွဲရှုံးထားခဲ့တယ်ရမှတ်၃ပွဲပဲရထားတယ်နှစ်သိန်းလုံးကတော့ခြေစမ်းခြေစားတော့ တူမတင်ကိုမတင်ပေါ့လာဒီဝါတော့ဒါရမှတ်၃ပဲရထားတဲ့အတွက်တော့လက်ရှိအဆင့်၁၄နေရာမှာရက်တည်ပြီးတော့ဂျီနိုအားတော့အဆင့်၁၈နေရာမှာရက်တည်နေတာဖြစ်တယ်ဒီနေ့ညဒီနေ့သေးရဲ့ဘောလီကျေးလဲဖွင့်လှစ်ထားတာမျိုးလည်းမရှိဘူးဘူပေါင်းကျင်းမှာဆိုရင်လည်းနှလုံးတည်ရလောက်ထိပဲဖွင့်လှစ်ထားတယ်เนาะဒါတော့ကျွန်တော်တစ်ချက်သွားပြကြည့်မယ်ဆိုပြီးခဲ့တဲ့နေ့ကတော့လာဒီဝါနှစ်ကြော့လုံးနိုင်ထားခဲ့တာဗျာเนาะအင်ကွင်းမှာဆိုရင်လည်း3စီးနဲ့နိုင်တယ် ဝေးဝေးမှဆိုလဲဇီတုနဲ့နိုင်ထားခဲ့တယ်နော်အမှန်ကန်ဆိုရင်တော့ဒါဒီနေ့ညလာစီကွာချေးဖွင့်လင့်တဲ့တယ်လို့ကျွန်တော်ထင်ထင်မိတယ်။ဘာကြောင့်လဲဆိုတော့ဝေးဝေးမှပြီးခဲ့တဲ့နှစ်တော့ဇီတုနဲ့နိုင်ထားခဲ့တဲ့လာစီကိုနဲ့ဒီနေ့ညဒီနေ့နှစ်ဒီနေ့ညမှာဒေဒင်ဆိုတဲ့ချေးကိုပြန်လဲဖွင့်လင့်ထားတယ်ကျွန်တော်စိတ်တင်ဒီနေ့ညမှာဘူကီအနေနဲ့ဂျီနိုအာဘတ်မှာရှိတော့မယ်လို့ကျွန်တော်ထင်ထင်သုံးသပ်မိတယ်နော်အဲ့တော့ကြောင့်မလို့ဒီနေ့ညကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးတင်တာကတော့ ဂျီနွာနဲ့လာဂျီရဲ့ပွဲချင်းမှာကျွန်တော်ကဂျီနွာပေါ်ကြီးလေးကိုရွေးချယ်ပေးခြင်းပါတယ်။ယနေ့ညမှာကျွန်တော်နှစ်ပွဲ၃ကြောင်းဆက်လက်ပြီးရွေးချယ်ပေးခဲ့ပါတယ်။နော်။နှစ်ပွဲ၃ကြောင်းဆက်လက်ပြီးရွေးချယ်ပေးခဲ့ပါတယ်။အဲကျွန်တော်တို့ဒါအေဗာတန်နဲ့ဝဟန်နဲ့ပွဲချင်းအေဗာတန်ပေါ်ကြီးဂူဘောက်ကိုရွေးချယ်ပေးပြီးတော့ဂျီနွာနဲ့လာဂျီရဲ့ပွဲချင်းမှာတော့ဂျီနွာပေါ်ကြီးလေးကိုရွေးချယ်ပေးခြင်းပါတယ်။ဒီနေ့ညကကျွန်တော်စော့မဲ့ပွဲချင်းလေးနှစ်ပွဲဖြစ်ပါတယ်။အကြိုက်ချင်းတူရင်ဒါလိုက်စော့လို့ရပါတယ်။ညီကိုတို့ကြိုက်တဲ့ကြောင်းလေးတွေကိုရွေးစော့လို့ရပါတယ်။နော်။ အဲ့ကြောင့်မလို့ဒီနေ့ညဒါတနင်္လာနေ့ကျွန်တော်ရွေးချယ်မှုဝဲစဉ်လေးတွေကိုစိုက်နေတတ်တယ်ဆိုရင် YouTube channel နဲ့ TikTok channel လေးကို like and subscribe လေးလုပ်ပြီးသွားပါအောင်နော်ဒီနေ့ညနေ့ညမှာလည်းအပေါင်းနိုင်ငွေတွေစဉ်းစားထုတ်နိုင်ကြပါစေလို့ကျွန်တော်စုမုံောက်တိုင်းနဲ့ကျွန်တော်ဗီဒီယို file လေးကိုဆုံးသတ်ပြရစေဒါမနက်ပတ်ဆိုရင် channel လေးပွဲစဉ်တွေရှိတဲ့အတွက်ကြောင့်မလို့မနက်ပတ်ညမှာလည်းကျွန်တော်အကောင်းဆုံးစူးစမ်းမှုနဲ့အတူတူကျွန်တော်ဗီဒီယို file လေးလာအောင်မှာတွေ့တော့မှုကျွန်တော်ဗီဒီယို file လေးတက်လာရင်တိအောင် notify လေးရိုက်သွားပေးကြပါအောင်ကျွန်တော် app ရဲ့တိအောင်ချင်း တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြည်တိုင်းလေးလူဖြာလေးကိုလည်းအားပေးတဲ့တယောက်ချင်းစီတိုင်းတာနှပ်ပိုင်းနေ့တစ်နေ့လေးပိုင်ဆိုင်ကြပါသေးအားလုံးပဲကိုလက်ပါညီကိုတို့